ဒီကနေ့နိုဝင်ဘာလ18ရက်နေ့မှာမြန်မာနိုင်ငံနဲ့ဘလို့ထူးခြားသတင်းတွေရှိနေပါလဲ။သတင်းရယူနေတဲ့ကိုစိုးသူအောင်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းတော့ပါမယ်။ဟုတ်ကဲ့ပါကိုစိုးသူအောင်ရေဒီကနေ့မှာဘလို့ထူးခြားသတင်းတွေပြောပြဖို့ရှိနေပါလဲဗျ။ဟုတ်ကဲ့ပါဗျ။အာပရမအူးဆုံးတော့ကြားဖြန့်ကိစ္စနဲ့ပတ်သက်လို့တင်ပြခြင်းပါတယ်။ online ငွေလိမ်မှုတွေကိုနှိမ်နှင်းဖို့အတွက်တရုတ်မြန်မာကမ္ဘောဒီးယားထိုင်းလာအိုနဲ့ဗီယက်နမ်၆နိုင်ငံဆွေးနွေးပွဲကနေကြေညာချက်ထွက်လာပါတယ်။ နိုဝင်ဘာ16ရက်မှာထွက်တဲ့အဲ့ဒီကြေညာချက်ထဲမှာအွန်လိုင်းလေလံမှုတွေလုပ်နေတဲ့အဓိကနေရာတွေကိုအဲ့ဒီနိုင်ငံတွေကပူးတွဲထင်းချုပ်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါရယ်အမေရိကန်ကကြားဖြတ်တိုက်ဖြတ်ရေးအတွက်အထူးအဖွဲ့ဖွဲ့စည်းပြီးတရက်အကြာမှာပဲအခုလိုထုတ်ပြန်ချက်ထွက်လာတာပါ။ဒါအတူစစ်ကောင်းဆောင်ကလည်း online ငွေလိမ်ခိုင်းတွေကိုအမြင့်ပြတ်ချေမုံမယ်ဆိုပြီးတော့သူ့ရဲ့မော်လမြိုင်နဲ့ဗန်ဟန်ခီးစင်တွေမှာပြောထားပါဗျ။နောက်ထပ်သတင်းကတော့မောတောင်ကိုလက်လွတ်ရတာကြောင့်စစ်ကော်မရှင်တပ်ရဲ့ ကန်ယိုဒန်စစ်ထဏာချုပ်တိုင်မူစုံခုံစစ်ခံရတဲ့အကြောင်းပါနေပြီးတော့သတင်းရင်းမြစ်တွေစီကနေထွက်လာတဲ့သတင်းဖြစ်ပြီးတော့မောတောင်ကိုပြန်ရဖို့အတွက်နေပြီးတော့ကဖိအားပေးနေတယ်လို့စစ်ကူတွေကလည်းဇက်တိုက်ပို့နေတယ်လို့သိရပါတယ်ဓာတ်တူပါပဲမိုးကုတ်မြို့ဘက်မှာလည်းစစ်တပ်ကမြို့ထဲပြန်ဝင်မလာခင်မှာလေချောင်းဘုံကျဲဓာတ်တွေဖြစ်လာမှာကိုစိုးရိမ်နေတဲ့အတွက်ဒေသခံတွေကြိုတင်ပြီးတော့တိတ်ဆောင်နေကြပါတယ် စစ်တပ်နဲ့တိုင်းအမျိုးသားလူမျိုးရေးတပ်မတော် TNLA တို့အပြစ်ခတ်ရစဲကြီးလက်မှတ်ရေးထိုးထားတယ်ဆိုပေမဲ့မုတ်ကုတ်မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ကြံနေအောင်မှဖြစ်တဲ့အတွက်အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့မြို့ကန်တွေကဆိုပါတယ်။ဒါအပြင်တိုက်ပွဲသတင်းတွေလည်းရှိနေပါတယ်။ဒါကတော့ချင်းပြည်နယ်ရဲ့ဝင်ပေါ်ဖြစ်တဲ့တိုင်းငင်းကိုစစ်တပ်ကယာပြီးတဲ့နောက်မှာဖလန်းမျိုးဘက်ကိုစစ်ကြောင်းဥတီလာတဲ့အကြောင်းပါ။အဲဖလန်းမျိုးကို ခွေးဘူးလားမြို့ကနေအင်အားအများအပြားနဲ့ထိုးစစ်ဆင်တာကြောင့်ချင်းတော်လိုင်းတက်တီနဲ့ဒီနွေမာ18ရက်နေ့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကလေကြောင်းဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျ။စစ်တပ်ဟာနွေမာလက်စားမိုက်မှာဝေဘူးလားမြို့ကိုဝင်ရောက်နိုင်ခဲ့ပြီးတော့အဲဒီကနေတဆင့်ဖလန်မြို့ကိုဥတီလာတာဖြစ်ပါတယ်။ ဓာတ်ရုပါပဲမကွေးတိုင်းပေါင်းမြို့နယ်ဘက်မှလည်းစစ်ကော့မရှင်တပ်ကစစ်ကြောင်းထိုးလို့ပြည်သူ3000ခန့်နီးပါးစစ်ဘေးသိမ်းရှောင်နေရတယ်ဆိုပြီးတော့မြို့နယ်လူသားစာနာအဖွဲ့ကပြောပါတယ်စစ်တဟာပေါင်းမြို့နယ်မြောက်ပိုင်းကိုနိုဝင်ဘာ15ရက်ကစလို့စစ်ကြောင်း3ခုခွဲပြီးတော့ဝင်ရောက်လာတာကြောင့်ခြေရွာ42ရွာကဒေသခံတွေထွက်ပြေးနေရတာပါဒီတက္ကနီကနီးစက်ရတောတောင်တွေတဲကိုတင်းရှောင်နေကြပြီးစောင်းရတီလည်းဖြစ်တဲ့အတွက်အဝဲထယ်တီစောင်းချင်အောင်နဲ့စားနေရိခါတွေလည်းအေးပေါ်လိုအပ်နေတယ်လို့သိရပါပါခင်ဗျာ ုတ်ကဲ့ပါအခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးမှာပါ